အလုံးမမင်္ဂလာပါမမိခဲအင်ဂျပန်ပေးရှိမှာပြန်လဲကြိုဆိုပါရစေဒီနေ့ကတော့ခိုင်ကိုဂျပန်ပိုင်းမေကွန်ဟောင်း၅ဘုတ်ကို သင်ပေးသွားမှာဖြစ်ပါတယ်။အဲဒီမေကုန်းဟောင်းနေမလောက်ခင်ဆိုလို့ရှိရင်ဒီတင်ယိုးစာအုပ်ထဲမှာပါတဲ့ဂျပန်ပိုင်းပေါ့နော်။စာပိုင်းတွေပြီးရင်ခိုတိုဘာဝါဟာရတွေကိုကြည်ပြီးတော့မှပိုင်းပြီးဆိုတော့မှဒီမေကုန်းဟောင်းနေကိုလိုက်လုပ်ကြည့်ပေါ့နော်။အာဒီဆောင်းမမဖြေခင်လည်းမေကုန်းဟောင်းနေကိုလေ့ကျင့်သွားဖို့အဆစမဲလောက်ပါတယ်။အဲဆိုရင်ဒီနေ့ခိုင်ကောဂျပန်ပိုင်းမေကုန်းဟောင်း၅ပုဒ်ကိုဖြည့်ကြည့်ပြီးတော့ကိုဘလောက်စာတွေကိုပိုင်းနေပြီလဲဆိုတာကိုဆန်းစစ်ကြည့်လိုက်ရအောင်။ ဒီနေ့ဂျပန်ပိုင်းမိကုံးလေးမှာဆိုလို့ရှိရင်၅ပုတ်ရှိပါတယ်အတူတူလိုက်ဖြည့်ကြည့်လိုက်မယ်เนาะနံပါတ်၁ပုတ်စာမှာဆိုလို့ရှိရင်ဗာပြောထားလဲဆိုတော့မီဂီဟန်ရှင်မဟီနိုဒီယိုရှာကလီစီတဲ့ဇဘွန်ကိုဟခုတကီနီတတရှိနော်ဝါဒိုရီဒီစကာတဲ့မီဂီဟန်ရှင်မဟီဆိုတာကညာဘက်လေတချမ်းဖြတ်နေတဲ့ဆောက်ရှောက်ကန် အဖိုးဘွားဘောเนาะလီစီဆိုတာကမတ်တက်ရပြီတော့ဘောเนาะမတ်တက်ရနေအနေထားနေပြီးတော့ဇဘွန်ကိုဟခုတကီနီတဲ့ဒီဘောင်းမီကို ွတင်တာပေါ့နော်ဟာကုဆိုတာဝတ်တယ်ဆိုရင်မဲ့ဒီမှာမတည့်ရနေနေတာဆိုတော့ဘောင်းမီကိုဆွဲတင်တာပေါ့နော်ဆွဲတင်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်နဲ့သာသာရှင်းတော်ကဒိုးတဲ့ဒီစကားတဲ့ဒီအောက်မှာပေးထားတဲ့ A B C D ပေါ့နော်အဲ့ထဲမှာမှအပြေမှန်ကဘယ်ဟာဖြစ်မလဲဆိုပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်အဲ့ဆိုရင်ချိန်3စက္ကန့်ပေးပါမယ်အပြေမှန်လေးကဘယ်ဟာဖြစ်မလဲ နမတ်ဒီပု္ပ္ပာတိရဲ့အဖြေမှန်လေးရကြတော့မှတ်ပြီးဖြစ်ပါတယ်။ရီယိုရှာဝဟီတာရီတေတေဘေတိုဆာကူဝိုမိုချီဒီဆိုင်နီနာရ် ဆာချောကန်အဖိုးဘွားကတဲ့ဟီတာရီတဲဆိုတာကဘဲဘက်လက်နဲ့ပေါ့နော်ဘဲတိုးဆကုဆိုတာကဒီကတင်ရဲ့လက်ကင်တန်းပေါ့နော်ကလက်ကင်တန်းဟိုးတဲ့ဒါဘဲတိုးဆကုလို့လည်းခေါ်တယ်နောက်တစ်ခါကျတော့ခိုင်ကျော်ပါလို့လည်းခေါ်တယ်ပေါ့နော်အဲလက်ကင်တန်းဟိုးတဲ့မိုချီပေါ့အကင်ပြီးတော့ပေါ့နော်ဒီစိနီနာတို့ဆိုတာကမတက်ရက်လိုက်မယ်ပေါ့နော်ဒါရီစိဆိုတာကတာချီယာကားတို့နဲ့အတူတူပါပဲဒါခိုင်ကောမှာတုံးနေဒီစိဆိုတာကဆမ်မွန်ကိုတူပါပေါ့နော်အဲ့တော့ဒီစိရဲ့အဓိပ္ပာယ်ကိုစိမီနင်းနဲ့ဆိုရင်လည်းသိနေရမယ်ဒီစိဆိုတာကတာချီယာ ကတို့ဒါမတ်တရက်တဲ့အနေထားပါเนาะအဲ့တော့ဆက်ချက်ခံအဖိုးပါကဘေဘလက်နဲ့ဒီဂရင်ပေါင်ပေါ့နော်ဂရင်တန်းဘောင်တန်းကိုကင်လိုက်ကင်ပြီးတော့မတက်ရက်ပါမယ်ဆိုတော့အဖြေမှန်ကနမပီဖြစ်ပါတယ်။ဒါဆိုရင် A ရဲ့ C ရဲ့ D ရဲ့ဘာလို့မှန်းလဲတူတူလိုက်ကြည့်လိုက်မယ်နော်။နမ A ဆိုလို့ရှိရင်ဒီယောရှားဝ だベッドのまねの利用者はベッドサックを持たないで離水になる最初からおばがでベッドサックそれがで落下団もの家庭や落下団をもかいめねで待ってやめそれほうらだ高にれるもほうりのミキハンシンマヒ匹にれる夜ば累でちゃん匹にれる匹てあとじゃかな子はハンちゃんもにうべれもにれてとぼのあらをばまもかいめね待ってやめそれほうらもほうりไอ้ตัวนมัยยามานี่เด้だそういนม စီတလုံးမလေးညောရှာဝမိဂီတေတေဘတ်တိုဆာကူအမိုချီရီစိနီနာရူဆာဆာကန်အဖိုးပါကားတဲ့ညာဘက်လက်နဲ့ဘတ်တိုဆာကူဆိုတာကကတင်းလက်ကင်တောင်းဘောနော်ကင်ပြီးတော့မတက်ရမဲတဲ့ညာဘက်လက်နဲ့သူကင်လို့ရလား ိုင်လို့မရဘူးလေနော်ဘာဖြစ်လို့လဲမိကြီးဟန်းရှင်းမကြီးဖြစ်နေတဲ့အတွက်ကြောင့်ညာဘက်လေတချမ်းဖြတ်နေပါတယ်ဆိုနေမှလေတချမ်းဖြတ်နေတဲ့အစိပ်ပိုင်းကအထီတွေ့ခံစားမှုကခံအော်ဒီလူပေါ်လိုက်ပြီးတော့ဗောနော်ခံစားအနာဒါတွေရှိမယ်ကျင်နာတွေရှိမယ်ဒါပေမဲ့သေးကြတော့လှုပ်ရှားလို့မရဘူးဗောနော်အဲ့လိုကင်တွယ်လို့မရဘူးအဲ့တော့မိကြီးဟန်းရှင်းမကြီးဖြစ်နေတဲ့အတွက်မိကြီးတက်နဲ့ကင်မယ်ဆိုတော့ဟုတ်လားမဟုတ်ဘူးလေနော်အဲ့တော့နမတ်စီရဲ့ဖြေလေးကမာနေတယ်ဒါဆိုရင်နမတ်တီကိုကြည့်လိုက်မယ်နမတ်တီကကြတော့ခိုင်ကိုရှာဝ リオシャのヒダリガワを解除する。ဒီဆောက်ရှောက်ကံပြည့်စုံဆောက်ရှောက်ရေးတမားကပေါ့နော်ပြည့်စုံဆောက်ရှောက်ရေးတမားကဆောက်ရှောက်ကံအဖို့ဖွာရဲတဲ့ညာဘက်ချမ်းမှာနေပြီးပါမယ်တဲ့နေပြီးတော့ကုညီပြီးမယ်တဲ့ ဟုတ်လားဒါတကူတိခိုင်ကောမှာလဲစာအုပ်မှာလဲတင်ယူမှာလဲတင်ရတယ်ပေါ့နော်လေတချမ်းဖြတ်နေရင်ဘယ်ဘက်မှာနေရမလဲပြုစုဆောက်ရှာရေးဝန်ထမ်းကလေဖြတ်နေတဲ့ပတ်ချမ်းကနေရမယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ပတ်ချမ်းကဟောဘဲလက်မညီတဲ့အတွက်ရိုင်းထိုးပြီးတော့လဲသွားနိုင်တယ်ပေါ့နော်အဲ့တော့သူ့ပမာနေရမှာလဲဆိုတော့ညာဘက်ချမ်းမှာနေရမှာညာဘက်လေဖြတ်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ဒါပေမဲ့နမတီကဘာပြောထားရလဲခိုင်ခိုင်ကိုရှာဆိုတဲ့ပြုစုဆောက်ရှာရေးဝန်ထမ်းကဟီတာရီကဝမှာနေနေတာဘယ်ဘက်ချမ်းမှာနေနေရဆိုတော့စဉ်းစားဦးမလားမစဉ်းစားတော့လေဖြေရမှားနေဟုတ်တယ်မလားအဲ့တော့ဒီနံပါတ်1ပုံစံလေးရဲ့ဖြေမှန်က B 利用者は左手でベッド柵を持ち、リスンになる。サシャガン・ボーバーが、ベバ、ラネ、ディバッド柵、そらが、ガティンへ段を買いみろ、マッタヤメボノ、ダサイン、アピーメリーが、ナマビピバレ。ヤムラ。ナマネ、ポッサーリアジャロ、ミギハンシマヒノ利用者が、マエビラキシャスを脱ぐとき、 気をつけることはどれですかって。右半身麻痺でまれてるで。ညာဘက်လေချမ်းဖြတ်နေတယ်။ဆောက်ရှောက်ကန်ဟိုပါဘောနော်။မအေးဗီရာခိရှာဆုဆိုတာကရှက်အင်ဂျီပေါ့နော်ရှေ့မှာကြယ်သီးတွေအများကြီးနဲ့ရှက်အင်ဂျီပေါ့နော်အဲ့ဒီရှက်အင်ဂျီကိုတဲ့နုကုတခိချက်တဲ့အခါကျလို့ရှိရင်နဲ့ကီယိုစကေဒုကုတဝဒိုရီဒီစကားတဲ့တတိထားရမယ့်အရာကဘေဟာလဲပေါ့နော်ပွိုင်ရဘေဟာလဲဆိုပြီးတော့ A B C D အောက်မှာပေးထားရေပေါ့နော်ဖြေမှန်ဘေဟာလေးဖြစ်မလဲ ချိန်3စက္ကန့်ပြပါမယ်။နမနီရဲ့အဖြေမှန်လေးရကြတော့ A ဟီတာရီကာရနုကုဘေဘချာနေပြီးတော့ချွတ်မဲတဲ့ဟုတ်တယ်လေနော်ဒါအလွယ်နည်းနဲ့မှတ်တဲ့ပုံစံလေးရှိတယ်နော်ဝိယင်မကချွတ်ရင်ကောင်းဝိယင်မကောင်းတဲ့ဘက်ကနေရေဝင်ပြီးတော့ချွတ်ရင်ကောင်းတဲ့ဘက်ကနေချွတ်မဲဒါဒီစကတ်ဟိုဟာလေးရှိတယ်ပေါ့နော်အဲ့တော့ဟီတာဒီကာရနုဟု ကောင်းတဲ့ဘတ်ချမ်းကနေပြီးတော့ဒါဒီမှာဆိုလို့ရှိရင်ညာဘက်၄ချမ်းဖြတ်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကောင်းတဲ့ဘတ်ချမ်းကနေပြီးတော့ချွတ်မယ်။ရမလား။ဒါဆိုရင် BSCAD ရဘာလို့မှလဲဆိုတော့အတူတူလိုက်ကြည့်လိုက်မယ်။ B ကကျတော့မီဂီခါရာနူဂူတဲ့ဒီလေတချမ်းဖြတ်နေတဲ့ဘတ်ချမ်းကနေပြီးတော့ချွတ်မယ်ဆိုတော့ဟုတ်လား။မဟုတ်ဘူးလေနော်။လေတချမ်းဖြတ်နေ ဖြစ်အဲလေးတချမ်းဖြတ်နေတဲ့ဘတ်ချံကိုနောက်ဆုံးမှချွတ်မယ်ကောင်းတဲ့ဘတ်ချံကိုရင်ချွတ်ပြီးတော့မှလေးဖြတ်နေတဲ့ဘတ်ချံကိုချွတ်မှာပေါ့နော်အဲ့တော့ B ကမှားနေရဲ့နောက်နံပါတ်4ကကြတော့一番下のボタンを先に抜くれဒီ7အင်ကြီးရဲ့အောက်ဆုံးမှာရှိတဲ့အဲဒီပေါ့နော်ဟို ြေသီးကိုပေါ့နော်အရင်ဖြုတ်မယ်ဆိုတော့ဆိုင်လာမဆိုင်ဘူးလေနော်နုကဘဲချင်းဘယ်လိုချွတ်ရမလဲဆိုတာကိုရွေးပြရမှာဆိုတော့မဆိုင်ဘူးဒါနမတ်တီကြတော့ဟီတာတီတေဝရှောက်ကွင်းနော်တေဝမိုတေဟာနာဆာနိုင် ဒီညာဘက်လက်ကတဲ့ဒီဒီဆောက်ရှောက်ကန်ဖိုးဖိုင်ညာဘက်လက်ကပါနော်ဝင်းနှန်းကိုကင်ထားပြီးတော့ဟာနာဆာနိုင်မလွတ်ဘူးဆိုတော့ရလာမြောင်းလေနော်ကိုကကုညီပေးရမယ့်ဟာဝင်းနှန်းကိုကင်ခိုင်းတာမဟုတ်လीနော်အဲ့တော့ကုညီပေးရမယ့်ဖြစ်တဲ့အတွက်ကြောင့်ဒီစာပိုင်းနဲ့ဒီစကလုံးနဲ့ကတိတ်ပြီးတော့အံဝင်ခွင့်ကြမဖြစ်ဘူးပေါ့နော်အဲ့တော့ဒီထဲမှာမှအဖြေမှန်လေးက A ဟီတာရီကာရာနုကုဒီညာဘက်ဘချမ်းကနေပြီးတော့ချွတ်မယ်ပေါ့နော်ကောင်းတဲ့ဘချမ်းလေးချွတ်မယ်ရမလား နောက်နံပါတ်3အကြတော့ Hitari Hanshin ma Hino Ryosha ga Gyogai de Zubon wo Koshi ma de ageru tame ni Tadashi no wa dore desu ka de ဒီဒီတစ်ခါကြတော့ Hitari Hanshin ma ဖြစ်သွားပြီဒီပဲပဲချမ်းပါเนาะလီတချမ်းဖြတ်နေတယ်ဆက်ဆက်ကဘိုးဘွားတဲ့ Gyogai Gyogai ရမလားစာချက်ထားတဲ့လူဆိုယောဂိုက်ကိုသိမယ်เนาะဒီအာယောဂိုက်ဆိုတာကဒီပလက်အနေထားနေပေါ့เนาะဇူဘုံကိုခိုရှိမတဲ့အာဂေဒုတမင်းနီးတဲ့ပလက်အနေထားနေဒါဖြစ်ပြောမယ်ဆိုလို့ရှိရင်ဂတင်းပေါ်မှာပလက်အနေထားနေအဲဘောင်းမီကိုဒူးဘအဲဒူးလောက်ကျနေဘောင်းမီပေါ့เนาะအဲ့ဒါကိုဒီခါတီကိုဆွဲတင်ခြင်းတဲ့အခါကျလို့ရှိရင်အဖြေမှန်ကဘယ်ဟာဖြစ်မလဲပေါ့เนาะအောက်မှာ A B C D ပေးထားတဲ့အဖြေမှန်လေးကိုရွေးပြီးပါအချိန်3စက္ကန့်ပေးပါမယ် နံပါတ်3ရဲ့အဖြေမှန်လေးရကြတော့ A ဟီတာရီအရှိခါရာအာဂေရုဘေဘတ်6လောက်ကနေပြီးတော့အဲဘောင်းမျိုးဆွဲတင်မှာပေါ့နော်ကဲဘာလို့လဲဆိုပြင်ကြည့်လိုက်မယ်ဟုတ်တယ်လीနော်ဟီတာရီဟန်ရှင်မဟီ ဘယ်ဘက်လေတချမ်းဖြတ်နေတဲ့ဆောက်ချက်ကံဖိုးပွားဖြစ်နေတဲ့အတွက်ကြောင့်မကောင်းတဲ့ပတ်ချံရနေပြီးတော့အယုံဆုံးဝတ်လို့ပြောတယ်မလားအဲ့တော့မကောင်းတဲ့ပတ်ချံကိုအရင်ပေါင်းပြီးဆွတင်တင်ပြီးတော့မကောင်းတဲ့ပတ်ချံကိုဆွတင်ပါနော်ဒီလေတချမ်းဖြတ်နေတဲ့လူဆိုတော့နှစ်ဖက်လုံးကိုဆွတင်လို့အဆင်မပြေဘူးလေနော်ကောင်းတဲ့လူမဟုတ်တော့ဒါဆိုရင် B ရဲ့ C ရဲ့ D ရဲ့ဘာလို့မှားလဲနမတ်ပြရကြတော့မီကီယာရှိခါရအာဂေဒူတဲ့ကောင်းတဲ့ပတ်ချံရနေပြီးတော့ဆွတင်မယ်တဲ့ဟုတ်လား မဟုတ်ဘူးလေနော်မကောင်းတဲ့ဘက်ချမ်းကိုအရင်တင်ပြီးတော့မှမကောင်းတဲ့ဘက်ချမ်းကခံစားမှုမရှိဘူး။နာကျင်တာတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်။အဲ့တော့ကျိုးလွယ်တယ်ပေါ့နော်။အဲ့လိုအဲမာဟီပေါ့နော်လေချမ်းဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်မကောင်းတဲ့ဘက်ချမ်းနဲ့အရင်တင်ရမှာဖြစ်တဲ့အတွက်ကြောင့်ညာဘက်ဘက်ချမ်းအရင်တင်ဆိုတော့ဟုတ်လားစဉ်းစားဦးမလား။မစဉ်းစားတော့ဘူးလေနော်။မှားနေတယ်။နောက်နမတ်စီယာကြတော့ဟီတာရီယာရှိကိုဆီယိုကုနိုဘတ်တဲ့ဇူဘွန်အာဂေရူတဲ့ဘယ်ဘက်ခြေထောက်ကိုတဲ့ ပါဆိုဆွဲတင်လိုက်ပြီးတော့ကဒီပေါင်းမီကိုဆွဲတင်မယ်ဆိုတော့ဟုတ်လားလေတချမ်းဖြတ်နေတဲ့အပိုင်းကိုဂယူးဆိုက်ရတယ်လေဟုတ်တယ်မလားဂယူးဆိုက်ရတဲ့ဟာကို तू ကဆူယိုကုနိုဘာရှိတဲ့ဆိုပါဆိုပြီးတော့ဆွဲတင်လိုက်မယ်ဆိုတော့စဉ်းစားအောင်မလားမစဉ်းစားတော့ဘူးလေနော်အဲဆိုရင်နံပါတ်ဒီကဘာလို့မှားလဲဆိုတော့မီဂီတဲကိုဆူယိုကုနိုဘာရှိတဲ့ဇူဘုံကိုအာခဲ့ဘူးတဲ့ညာဘက်လက်ကိုတဲ့ စั่นပြီးတော့ဗောနော်အဲစั่นဖြစ်အစั่นလိုက်ပြီးတော့ဗောနော်ဘောင်းမီကိုဆွတ်တင်မယ်ဆိုတော့ဒီစာပိုင်းနဲ့ဒီစာချောင်းနဲ့အဖြေနဲ့ကိုက်လာမကိုက်ဘူးလीเนาะအဲ့တော့မစင်စားတော့ဘူးအဲ့တော့အဖြေမှန်လေးက A Hitari Ashikara Akeru ရမ်းလားဒါဆိုရင်နောက်တစ်ပုတ်ဆက်သွားလိုက်မယ်เนาะ ။နောက်နံပါတ်၄ကကြတော့ Hanshin Mahino Diyo Sha ga တဲ့ဒါလေးအပေါ်ပိုင်းတစ်ချမ်းပေါ့နော်ဖြတ်နေပါတော့လေးတစ်ပတ်လေးဒီတစ်ချမ်းဖြတ်နေတဲ့ဆော့ဆော့ကန်ပိုးပွားကတဲ့။ Kyoga ide zubon wo chakudasu suru toki no junban wa do de desu ga တဲ့။လေးတစ်ချမ်းဖြတ်နေတဲ့ဆော့ဆော့ကန်ပိုးပွားကပလတ်အနေထားနေပေါ့နော်။ Kyoga ဆိုတာကပလတ်နေထားပလတ်နေထားနေတဲ့ဘောင်းမီကို chakudasu ဆိုတာကဝိမဲချွတ်မယ်။ဒီခါကျတော့ဝိတာမဟုတ်ဘူးချွတ်တာမဟုတ်ဘူး။ဝိမဲ ်ချွတ်မယ်ပေါ့နော်နှစ်ခုလုံးကိုရွေးပြရမယ် point ကိုရွေးပြမယ်ပေါ့နော်ဝိမဲ့ချွတ်မယ်လောက်တဲ့အခါကျလို့ရှိရင်နဲ့ဂျွန်ဘန်ဝဒိုဒေဂစ်ကားတဲ့ season light ကဘေးရဖြစ်မယ်ပေါ့နော်ဒါဆိုရင်ဒီဖတ်စာကိုကျင်ညက်နေပြီဒါပြီးရင်အလွယ်မှတ်တဲ့ note တွေကိုရနိုင်ပြီဆိုတဲ့လူကဒိုင်းကနေဆိုကြည့်လိုက်တာနဲ့အဖြေကိုရနိုင်ပါပြီဒါပေမဲ့ ABCD တွေကအဖြေမှန်ဘေးရဖြစ်မလဲအချိန်3စက္ကန့်ပြပါမယ် Okay နံပါတ်4ရဲ့အဖြေလေးကကြတော့ B ဖြစ်ပါတယ်နုဂုတိုကိနုဂုတိုကိချက်တဲ့ခါကြလို့ရှိရင်ကန်းစကူကနေပြီးတော့ကန်းစကူပေါ့နော်ကောင်းတဲ့ပတ်ချံနေပြီးတော့မကောင်းတဲ့ပတ်ချံပေါ့နော်ခီရုတိုကိဝိတဲ့အချိန်ကြလို့ရှိရင်ကန်းစကူကနေပြီးတော့ကန်းစကူအဲမကောင်းတဲ့ပတ်ချံနေပြီးတော့ကောင်းတဲ့ပတ်ချံရမလားဝိတဲ့အခါအဲချက်တဲ့ခါကြလို့ရှိရင် မကအကောင်းတဲ့ပတ်ချံနေအရင်ချဝစ်တဲ့အခါကြလို့ရှိရင်မကောင်းတဲ့ပတ်ချံနေပြီးတော့အရင်ဝစ်ရမလားဒါဆိုရင်နောက်ထပ်တစ်ပုဒ်ဆက်တာလိုက်မယ်နော်ကဲနောက်ဆုံးနံပါတ်5အပုတ်လေးကိုရောက်လာပါပြီနံပါတ်5ကဘာပြောထားလဲဆိုတော့ဒိုရီတဲ့ရာမာသာဆန်ဝါဟိုက်ဆစ်ဆုကအိုအာရီမတ်တာ ဒီအင်တာနက်မှာတဲ့ရမသားဆန်းဆိုးတဲ့ဆောက်ရှောက်ကအဖိုးဘွားကားတဲ့ high sis ဆိုတာကအညီကြီးဆွမ်းတာပေါ့နော်အညီကြီးဆွမ်းတာကားတဲ့ OR master ဒါအင်တာတက်လို့ပြီးသွားပြီပေါ့နော်လွယ်လေးပါတာပြင်မယ်ဆိုရင်ရမသားဆန်းအင်တာတက်လို့ပြီးတယ်ရမသားဆန်းဝဥမကတာချီအာကားတဲ့မဆန်းရမသားဆန်းကတူပါတာသူမတက်မရက်နိုင်ဘူးပေါ့နော်အဲ့တော့ရမသားဆန်းနိခွဲခက်ခဲစရတကီတတရှိနော်ဝဒိုဒီစကားတဲ့ရမသားဆန်းကိုအတန်ပြူတဲ့ခါကြလို့ရှင်ဘလို့အတန်ပြူရမလဲတဲ့ အဲ့မှာ ABCD ပေါ့နော်အောက်မှာပေးထားတဲ့အဖြေမှန်ဘယ်ဟာလေးဖြစ်မလဲချိန်3စက္ကန့်ပြပါမယ်နံပါတ်9ရဲ့အဖြေလေးကကြတော့ C ဖြစ်ပါတယ်တက်စရီယိုနီကီတဲတချီယာဂါရီမာရှိုကာတက်စရီယိုနီကီတဲတချီယာဂါရီမာရှိုကာဆိုတာက လက်ကန်တန်ကိုဂိုင်းပြီးတော့အမတ်တရရအောင်လားဆိုပြီးတော့ဒီလိုအတန်ပြူတာကမှန်တယ်ပေါ့နော် ဒါဆိုရင် AAB ရဲ့ D ရဲ့ဘာလို့မှားလဲဆိုတော့ ေးအပါပြောလဲဆိုတော့ဂမ်ပါတဲ့ဂျီပွန်တဲ့ထတ်တမီတဲ့ခရာဆိုင်ဂျိုးစားပြီးတော့ကောက်ကိုထားကြည့်ပါမတည့်ရကြည့်ပါအဲ့လိုပြောလို့ရလားမရဘူးလေနော်ဘာလို့လဲဆိုတော့တော့သူမတက်မရနိုင်တယ်လို့အဂျိုးစားပြီးမတည့်ရထမရဘူးအဲ့လိုတွေပြောလို့မရဘူးလေနော်အဲ့တော့အေးကမစင်စားတော့ဘူးနောက်နမက်ပီကကြတော့ဇီမဆန်ကဂျီပွန်တိုက်ခဲတဲ့တချီယာကတဲ့မဆန်ကဇီမဆန်ကကိုဘာသာကိုမတည့်ရလို့ရမလားလို့တော့ပြောလို့ရလားကိုကကူညီပေးရမှာလေနော်အဲ့ဒါကိုကောက်ကိုမတည့်ရကြည့်ပါလားမတည့်ရလို့ရမလားဆိုပြီးတော့ ားပြီးတော့အကူညီတောင်းလို့တပြက်လို့မရဘူးနော်။ဒါဆိုရင်နံပါတ်2ဘာလို့မှလဲတက်စရီကိုနီကြီးတယ်ပါဂျီဝန်တဲ့တချီအကရမစီယောဒီမှာဆိုရင်လက်ကင်တန်ကိုကင်ကြည့်လက်ကင်တန်ကိုကင်ပြီးတော့ကိုယ့်ကိုမတည့်ရလို့ရတယ်လေဆိုပြီးတော့ပြောထားရင်နော်ဆက်ဆက်ကကိုယ်ကအဲ့လိုတော့ပြောလို့ရတယ်လက်ကင်တန်ကိုကင်ပြီးတော့ကိုယ့်ကိုမတည့်ရလေအဲအဲ့လိုတော့ပြောလို့မရအောင်လေနော်အဲ့တော့ဖြီမန်ကနံပါတ်4တက်စရီကိုနီကြီးတယ်တကတချီအကရမရှောကာ တစ္စရိယနီဂီတဲတာချီယာဂါဒီမရှောကာဆိုပြီးတော့ဒီလက်ကင်တန်းကိုကင်ပြီးတော့အတူတူမတ်တက်ရကြအောင်လားငါကူညီပေးမယ်ဆိုတဲ့သဘောမျိုးပေါ့နော်တာချီယာဂါဒီမရှောကာဆိုပြီးတော့ဒီလိုပိုလိုက်ဖောင်ပေါ့နော်ယဉ်ကျေးတဲ့ဖောင်နဲ့ပြောပြီးတင်ပါတယ်အဲဆိုရင်ရမလားလွယ်လေးပဲလीနော် ဆောင်းဝဲမှာအရင်ယူပျက်ပျက်ပျက်မဖြေဘဲနဲ့စိတ်အေးထားစကလုံးကိုတည်ချာလေးဖတ်ပြီးတော့ဖြေသွားလို့ရှိရင်ဒီတခုသေးခိုင်းကိုဂျပန်ပိုင်းကအရင်ကိုလွယ်ပါတယ်သူကသူအမှတ်ပေးစင်းမျက်နှာမြင်သွားပါတော့အရင်လွယ်ပါတယ်ကဲအားလုံးပဲဒီပေါ့နော်ရှေ့မှာလုပ်ပြသားတဲ့ဂျပန်ပိုင်းမေကွန်ဟောင်း၅ပုတ်ကိုတက်တက်တက်နဲ့ဖြေနိုင်တဲ့လူလဲရှိမယ်ပေါ့နော်တကယ်လို့ဒါလေးကတော့မရသေးဘူးဆိုပြီးတော့ ပြန်ကြည့်မယ်ဆိုရင်လည်းအချိန်မီပါသေးတယ်။အဲ့တော့နောက်ထပ်လဲခိုင်ကောဂျပန်ဘိုင်းမေကွန်ဟောင်းနေပြီးမြန်မာဘိုင်းမေကွန်ဟောင်းနေလောက်တာပြဖို့ရှိတဲ့အတွက်ကြောင့် channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ခိုင်ကောဂျပန်ဘိုင်းကိုလည်းအမှတ်တရနဲ့အောင်မြင်ဖြစ်ဆိုနိုင်ကြပါစေလို့စွန့်မွန်ကောင်းတောင်းလိုက်ပါတယ်။အားလုံးပဲကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေ။